ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခါသပညာရှင်တွေဟာအခါသထဲမှာ44မိနစ်တိုင်း2မိနစ်ကြာရေဒီယိုလှိုင်းနဲ့ Acoustic လှိုင်းတွေထုတ်လွှင့်နေတဲ့သူဆက်တဲ့အရာဝတ္ထုတစ်ခုကိုစိတ်ဝင်စားစွာလေ့လာနေကြပါတယ်အဲ့ဒီအရာကို ASKAP J18320911 လို့အမည်ပေးထားပြီး၎င်းကို Australia ရဲ့ ASK AP Radio အာကာသမှန်ပြောင်းနဲ့ NASA ရဲ့ကနေဒါ X-ray အာကာသမှန်ပြောင်းတို့ကလည်းတောက်ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပုံမှန်မဟုတ်တဲ့အချက်ပြရောင်ကြီးတွေကိုတွေ့ရှိခြင်းဟာအာကာသဗေဒပညာရှင်တွေအတွက်အလွန်ထူးခြားတဲ့ဖြစ်စဉ်ဖြစ်ပြီးရခင်ကမတွေ့ဘူးတဲ့နက္ခတ်ယူကဗဗေဒဖြစ်စဉ်အသစ်တစ်ခုဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။လေးလာမှုတွေရာ ASKAPJ183209 11ဟာ ဗီဒီယိုလိုင်းတွေထုတ်လွှင့်နေတဲ့ကြာရှည်ခံယာယီအီလင်းတန် Long Period Transit LPT တခုဖြစ်ပြီးအကာသမီးပြတိုက်လို့ရေဒီယိုလိုင်းတွေထုတ်လွှင့်နေရှားပါတဲ့နှက်ခတ်ယူပါပြီးတာဖြစ်စဉ်တခုလည်းဖြစ်နိုင်ပါတယ်ဒီရာကို2029မှာပထမဆုံးတွေ့ရှိခဲ့ပြီးယခုချိန်ထိ LPT မျိုးစား10ခုသာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်ကိုရှင်းပြဖို့အတွက်သိပ္ပံပညာရှင်တွေက င်အားပြင်းထန်တဲ့တန်လိုက်ဆက်ကွင်းရှိတဲ့ကျဲကျွေဗဟုချက်နဲ့ကျဲစင်နှစ်ခုပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်တဲ့ဆွဲအင်ထုတ်လွှင့်မှုတို့နဲ့နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီ theory နဲ့ဒီဖြစ်စဉ်ကိုအပြည့်အဝရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့်ဒီတရှိချက်ဟာကျဲစင်စုဆင့်ကဲပြောင်းလဲမှုပုံစံအသစ်သို့မဟုတ်ဥပပေဒါဖြစ်စဉ်အမျိုးအစားအသစ်တစ်ခုဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ပမာအပြင်ကျဲမုံတွေဟာစက္ကန့်ပိုင်းအတွင်းမှာပဲအလင်းနဲ့ ဗီဒီယိုလှိုင်းတွေထုတ်လွှင့်တတ်ပေမဲ့ LPD တွေကတော့မိနစ်နဲ့ချီပြီးကြာရှည်စွာလှိုင်းတွေထုတ်လွှင့်နိုင်ပါတယ်။ပြည်နိုင်ငံကက်တလန်အကာတာဖွဲ့စည်းမှနှက်ခဲယူပါပြီးတာပညာရှင်နန်ဒရီရဲ့ဖယ်ရာရီကကာတာထဲမှာဒီလိုຢာတွေရှိနေတယ်ဆိုရင်ဖြတ်ပုတ်ပြီးထူးဆန်းတဲ့ຢာတွေအများကြီးရှိနိုင်သေးတယ်လို့ပြောကြခဲ့ပါတယ်။ဒီတွေ့ရှိချက်ဟာအကာတာထဲကနည်းနည်းလေးဖြစ်စဉ်တွေကိုနားလည်ဖို့ ိပ်ပိုင်ပညာရှင်တွေအတွက်အသည့်တွေ့ရှိမှုတစ်ခုဖြစ်ဥတည်နေပြီးနောက်ထပ်စူးစမ်းလေ့လာမှုတွေဆက်လက်ပြုလုပ်သွားဖို့လိုအပ်နေပါသည်ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like လေးလုပ်ခဲ့ပေးပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ရှိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမိတ်နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်ကျေးဇူးတင်ပါတယ်